ကျွန်တော်ရောင်မကိုပိုက်လော်ရဲ့ဒီစလုံးသမီးကိုလက်မြောက်အရှုံးပေးရပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်နေတာတော့ဒါဘန်ကောက်ပေါ့နော်ဒီဖက်ကနုံနောက်ကိုကျွန်တော်ရောက်နေတာပါလာစားလဲဆိုတော့ဘလို့သိလားကိုပိုက်လော်ရဲ့စလုံးသမီးဆိုင်ဗျာဘောကနေပြီးတော့ကိုပိုက်လော်စလုံးသမီးဆိုင်ဆိုပြီးတော့လဲရှာလို့ရတယ်ပြီးတော့ဂူကန်မှာမှာလဲကိုပိုက်လော်စလုံးသမီးဆိုင်ဆိုပြီးတော့ရှာလို့ရတယ်အခုတော့ဆိုင်ရှိကိုရောက်နေပြီသွားမယ်သွားမယ်ဟုတ်မင်္ဂလာပါမင်္ဂလာပါဟာ အင်းရအောင်စုံမဲကိုဟုတ်ကဲ့ဒီမှာကျတော့ဇလုံးသမင်းနေပေါ့ဒီသမင်းကြော်ပါရှိရပါတော့နော်အာဟုတ်ပြီသမင်းကြော်နဲ့ဇလုံးသမင်းနဲ့အခုကဟင်းနဲ့တွဲရဆိုလို့ရှိရင်ပုံမှန်ဟင်းတွေပေါ့ဆိုလို့ရှိရင်60မဲသားရယ်ပဇွန်ရယ်ဒီ special menu ပေါ့နော် seafood တို့ပါတို့မှာကနန်းတို့ပေါ့နဲ့ဆိုလို့ရှိရင်တော့100ပါတယ်ပါဆယ်ဆိုလို့ရှိရင်တော့9ဘတ်ပူပေါင်းပါတယ်ဟုတ်စားကျွန်တော်ရန်ကုန်ပြန်ရအောင်အခုစီလာစားမလို့ပေါ့ဒီမှာတော့ဒါတိုက်တဲ့ဆိုင်ကျွန်တော်လည်းပြန်ကောင်းရအောင်နော်ဘလို့ပြလို့ဒီ ဘာကောဖွင့်ပြောပါမျိုးသမီးကိုဝင်ရှိတော့ဒီကလေးဒီ vibe ပြရင်နဲ့ဒီရောက်လာပြီးတော့ပြီးတော့ဒီတကယ်ချင်းတယောက်နဲ့ချိန်မိပြီးတော့ပါကျော်လည်းမထူတော့ဒီဘက်စေကန်းပြရင်လည်းဒီမှာပဲဖွင့်နိုင်မယ်ဆိုပြီးတော့စာပြီးဖွင့်ကြပါတော့။အဲ့တော့ကနေပြောဒီ career ကြီးကိုဘလို့စိတ်သက်ခွန်အားတွေနဲ့များ changes လုပ်လိုက်တာဆိုတော့အိမ်ကဟိုဖြစ်နေကျွန်တော်ကျွန်တော်လုပ်ခဲ့ရ။ဖတ်တဲ့အချိန်မှာကျွန်တော်လုပ်ချင်တာလုပ်မယ်ဆိုပြီးတော့ကြောင်းနေပိုင်းတက်မယ်ဆိုပြီးတော့ career change ကိုကျွန်တော်လုပ်တာ။အဲအိမ်တော်ပြသွားပြီးတော့အခုကလေးနဲ့ဟိုဖြစ်တော့ အဲ့ဒါဥစားမပေးနိုင်သေးဘူးဒီမိသားစုအတွက်ဒီစိုင်အောင်ဖွဲ့မယ်ပေါ့ဘောဘာဘာလီပဲစခဲ့တာပါနောက်ပိုင်းညမှလုံရင်လုံရင်လည်းသူကလည်းသူဖြစ်လာတယ်လက်ခံတဲ့သူလည်းစားတဲ့လူလည်းရှိလာတဲ့အတွက်ကျော်လဲဒီဟာကိုဆက်ပြီးတော့လုပ်ဖြစ်သွားတာသူများတွေလုံးဝအရသာရှိသုံးဆောင်လို့ရှိရင်ဖြစ်လာပြီဒီကိုကြိုက်တာလားလို့လားဟုတ်ကဲ့ကျွန်တော်မဟုတ်ဆိုကျွန်တော်ကကျွန်တော်အစတော့ကျွန်တော်စီးပွားရေးလုပ်လို့ရမယ်လို့ကျွန်တော်မထင်တာတော့အားနာတယ်ဟုတ်ဒါပေမဲ့ကျွန်တော်အခုစီးပွားရေးလုပ်တဲ့အချိန်မှာ စားတဲ့လူကျင်တတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြောရဲဟုတ်ဘက်မှာကျတော့နိုင်ဦးလူဟုတ်ဒီတော့ဟုတ်ဝန်နိုင်ဦးဟုတ်ဝန်နိုင်ဦးလူဟုတ်ကျတော့ကလန်ဒီကကျတော့ဟိုဒီနေ့ပြည့်ချက်ပြီးဝတ်သားနဲ့တင်ရင်းဒီဒါကကျတော့ဖားကြော်ဗျာဖားကြော်ဟုတ်ဖား60ဆက်ဖား60ဆက်ပါတော့ဒီဒီအပြည့်ချက်ရှိတယ်ဒီအသင်းအပြည့်ချက်ရှိတယ်ဟုတ်ပြီးရင်ဒီပင်လယ်ကားမြေဦးဒီချက်ရှိတယ်ပြီးရင်တော့ငပိရေးရှိတယ်ချက်ရှိတယ်ကတ္တမစားခြင်းတဲ့ဟာကိုကျွန်တော် ဟောဟိုကျွန်တော်အောက်လုပ်ပေးရအောင်ဟောဝါးကဲအဲ့တော့ဟင်းနှမျိုးနဲ့ဒါကင်လိုက်တဲ့အတွက်ကြောင့်မဟုတ်ဒါမျိုးဆိုလို့ရှိရင်တော့ဒါ120တော့ကြာမှာပေါ့နော်တော့ဝမကြီးသေးရတာချင်းချင်းလေးရောဟိုမှန်ကောနူးညံ့နေရမယ်ပေါ့နော်တကယ်ကိုမြန်မာပေါ်ဆန်မွေးရှယ်နဲ့ချက်ထားဖြစ်တဲ့အတွက်ဒီဆန်ကလည်းအရင်ကောင်းတယ်ကျွတ်တွန်း အချင်ချပေးတာရဲ့ထမင်းကျော်ဆိုင်လေဆိုရင်ကျွန်တော်အရင်ကြိုက်တော့ကျွန်တော်ကလည်းစက်သွုံခရီးစီပြသလားဒါလေးတော့သူကပဲကလာဟင်းကိုမှတကယ်ကိုပြည့်နှက်နေရပဲလေးလည်းမလေးဘူးပေါ်လည်းမပေါ်ပုံမှန်ပဲလူရဲ့အစားအစာကိုကျွန်တော်ဘာမှမစားရသေးဘူးမြန်မာဆိုင်တွေပဲကျွန်တော်လိုက်စားနေတယ်အဲကျွန်တော်ရဲ့အားလေးတစ်ခုရပါလို့ရှင်အကုန်လုံးအဆင်ပြေပါစေဆိုတော့စိတ်လေးနဲ့ကျွန်တော်လိုက်ရိုက်နေရပါတော့မြန်မာဆိုင်တွေ ကျွန်တော်တငင်းဒီလေးကိုမြေးကြည့်လိုက်မယ်နော်ဒီဗီဒီယိုဟုတ်ကျွန်တော်တငယ်ချင်းချမ်းငင်းခိုင်အဲကိုချမ်းလို့ခေါ်ရပါဘောနော်ကြည်နေတော့ကျွန်တော်ဒီကောင်ဆဲမလားမေးပါဘူးဆိုတော့ဒီကောင်ကတငင်းဒီရန်စားတာတငင်းဒီအိုက်စီစိန်တိုင်းဟာဒီကောင်အဲ့လိုပကံကြီးနေပါဒီလိုပကံအကြီးနဲ့အဲ့လိုထည့်ပြီးတော့အလုံး20အလုံး30ကိုအဲ့လိုစီနဲ့စားနဲ့တူပြီးစားတာတငင်းဒီကိုဆိုတော့ဒီကောင်တခုဗီဒီယိုတွေ့သွားရယ်နော်ဟာမင်းကတော့ကြာတာပြီးတော့မင်းကြတော့စားနေရဆိုကျွန်တော်ဆဲနေအောင် နဲ့17နိုင်ရနေအနည်းငယ်3နိုင်4နိုင်အထိရတော့ဒါ delivery ပို့ပေးရအသေးချဆိုင်စောက်ဖွင့်တာတော့ဒါညနေ4နိုင်5နိုင်လောက်ကနေပြီးတော့နောက်တစ်နေ့မနက်4နိုင်တိဒါဖွင့်တာဇလုံးထမင်းလည်းမဟုတ်ထမင်းကျော်လည်းရတယ်မယန်းသေးကျွန်တော်ကဇလုံးထမင်းဆိုပြီးကျွန်တော်မှားလိုက်တာဒါပေမဲ့ကိုပိုင်တော့ကစဉ်းစားနေကောင်းပြီးတော့သူကမယန်းသေးတွေရောသူကအမှငပိရေတွေရောပြီးတော့ဒီပင်လေငါငပိချက်တွေရောသူအကုန်ရောနေလားအဲဒါကြောင့်မို့ဆောင်ရစားလို့ကောင်းပါညမှာထမင်းကုန်သွားရင်ဟင်းနဲ့မကုန်သေးဘူး ဘိုက်ကတိတ်မပြေဘူးဒါပေမဲ့ငါကတိတ်မပြေတော့တရရင်ကပြေးချင်ရယ်ဘိုင်နဲ့နေမလဲတော့မသိဘူးနောက်တစ်ပွဲကျွန်တော်တက်ပြီးတော့နေခိုင်းတာဟုတ်ဆိုဟင်းနေအများကြီးကြံငယ်အရန်နှမျောဖို့ကောင်းတယ်မျိုးဆိုဟုတ်ကဲ့ဟိုရင်အရန်စားလို့ကောင်းတယ်ရောနောက်တစ်ပွဲတော့ထမဲဟိုဝါဒီမှာနော်ဒါဒီမှာရန်ကုန်ကမြန်မာနိုင်ငံကဒီမှာပေါ်ဆန်းမွေးစံနေ ਉ ဒီမှာဒီလိုချက်တာလား 17ရက်ဝင်းကျင်ဆိုတော့ဒီအချိန်မှာတော့လူရှင်းနေတယ်ဒါပေမဲ့ကလပ်တွေဘာတွေကအပြန်ညာ2တနင်္ဂနွေ2နိုင်3နိုင်ဆိုလို့ရှိရင်ဒီမှာ bro နေရာတော့ထိုင်ကြနေရမှာရှိဘူးကျေးဇူးပါကဲဒါတော့လိုက်ပွဲပေါ့နော်ဟုတ်လားဟင်းလေးကိုနှမျောလို့ဒီမှာဒီလိုမျိုးစလုံးထမင်းတွေပါလေဆိုလို့ရှိရင်ဟင်းဆိုတာဒါပကသနာပြရမှာဒီတိုင်းတော့သားလို့ရဒီဒီတနက်ဖြစ်သွားတော့အဲ့လိုချွတ်ချင်းလေးပြတယ်မှာမိုက်တော့မိုက်တယ် ကဲအခုကတော့ဒါကျွန်တော်တို့ကကိုပိုက်လော့ရဲ့ဒီစလုံးသမင်းကိုလက်မြောက်ရှုံးပေးရဘာလို့ဆိုတော့ဒီမှာတလောက်စာကြံတယ်ကျွန်တော်ဇက်မစားနိုင်တော့သူ့ရဲ့ position ကများလားမများလားဆိုတော့အခုကျွန်တော်စားသလောက်ဆိုလို့ရှိရင်တော့ဒီဘက်ကတော့ဟင်းနှမျိုးနဲ့ဆိုလို့ရှိရင်တော့ဘတ်120လောက်ကြာတယ်ဒီဘက်ကတော့ဒါအလို့ဆိုလို့ရှိရင်တော့ဘတ်60ပေါ့နော်တိုတယ်ဘတ်180ဗျာဘန်ခုတ်ဈေးနဲ့ဆိုလို့ရှိရင် bro တန်တယ်ပဲပြောမှာပဲမြန်မာပြည်ကဒီပေါ်စမ်းမွေး share နဲ့သိရမလားအဲ့လိုမျိုး စားရမှာအဲ့ဒီစံနေရောငပိတွေရောသိရမလားစသဖြင့်သူ့တဲမှာထည့် ingredient အကုန်လုံးကမြန်မာနိုင်ငံနေပြန်มาဒီရတာရအောင်ဆိုပြီးတော့ Oh my god အဲ့ဒီတော့လေးစားကဲဆိုတော့ဘန်ကောက်မှာရောက်နေတဲ့ရွှေမြမာရေလေဒါကိုပိုက်လော့ရဲ့ဇလုံးထမင်းတုပ်ရဲ့အရသာကိုဒါမီးစမ်းကြည့်နေတယ်ဆိုလို့ရှင်တော့ဒီဇိုင်းလေးကိုကြွားလည်ငို့တော့ကျွန်တော်ကတော့ အကောင်းဆုံး recommend ပေးနေမှာဗျအဲ့တော့ကျွန်တော်နောက်အပိုင်းနေမှာဘလို့ဆိုင်နေဘလို့နေရာတွေဘလို့အစားအသောက်တွေကိုထပ်ပြီးတော့သွားဆောင်အောင်လဲဆိုတော့ဆက်ပြီးတော့ဆောင်ပြီးတော့ကြည့်ရှုပေးကြပါအောင်ဗျာကြည့်ရှုအပိတ်ကြရအရောက်စီတိုင်း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 ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အခုတော့ဒီဘက်မှာဒီလောင်းနေပဲနှုတ်ဆက်ပြသည် bye bye